ာတော့ PUBG Mobile ရလာမယ့် update version 3.8မှာတွေ့ရမယ် Spawn Island ရထားတွေ hot air balloon နဲ့ roller coaster တွေ့မြင်ရတာမျိုးရှိပါတယ်။လင်းရထွက်တဲ့ animation လဲမိုက်ပါတယ်။ event အကြီးနေရာတော့ farm နဲ့ shooting range မှာတွေ့မြင်ရတာမျိုးရှိပါတယ်။ event အသေးနေရာတွေနဲ့အတူရထားတွေဘူဒါယုံတွေအပြင် roller coaster စီးလို့ရတဲ့နေရာတွေတွေ့မြင်ရမှာဖြစ်ပါတယ်။ event အကြီးနေရာတော့လပါတယ်ကျဲလေးကျဲပါတယ် hot air balloon နဲ့အတူအလဲမ statue တွေတွေ့မြင်ရတာမျိုးရှိပါတယ်။ even ဘေးမှာဘူဒာယုံတွေ့မြင်ရတာမျိုးရှိပါတယ်ဒီဆက်ကို activate လုပ်လိုက်ရင်ယထာရောက်လာပြီး grain အကူအညီနဲ့ယထာရရ loot box တွေပါတယ်ချပေးတာမျိုးရှိပါတယ် loot ကတော့လုံးဝ share ရရှိမှာဖြစ်ပါတယ်တယ်လီကောက်ကို activate လုပ်ပြီးအပေါ်တက်လို့ရပါတယ်။ loot crate ၃ခုတွေ့မြင်ရမှာဖြစ်ပါတယ်။အပေါ်ကနေအောက်ပြန်ဆင်းကျင်နေဆိုရင်တော့ခုံပြီးမှ glider ဖြွင့်ပြီးဆင်းလို့ရပါတယ်။ ပုံမှန်အတိုင်း event အသေးနေရာတွေပါတွေ့မြင်ရတာမျိုးရှိပါတယ်လူတွေပါတွေယူလို့ရပါတယ် track တွေကိုအသုံးပြုပြီး slide လုပ်ပြီးတနည်းအားနဲ့တနည်းအားသွားလို့ရပါတယ် puzzle လေး soft flow ပြီးမှလည်း crate တွေကလူတွေပါတွေယူလို့ရပါတယ် roller coaster စီးလို့ရတဲ့နေရာတွေလည်းတွေ့မြင်ရတာမျိုးရှိပါတယ်ကိုယ်တငယ်ချင်းနေနဲ့အတူအပေါ်ထက်တက်ပြီးမှ roller coaster တွေပါစီးမှ enjoy လုပ်လို့ရတာမျိုးရှိပါတယ်ဒီ event မှာကြီးမဲ့ဆိုရင်ယထားနဲ့အတူဘူရာယုံနေမြေပုံတစ်ခုလုံးမှာပြင့်နေတာမျိုးရှိပါတယ်ဘူရာကနေယထားတွေပါတွေစီးလို့ရပါတယ်ဘူရာတစ်ခု site တိုင်း site တိုင်း special cash ရရှိမှဖြစ်ပါတယ်ဒီရဲ့ cash နဲ့ဘူရာထဲမှာဒီရဲ့စရုပ်တွေစီးရအချွေးတွေပါတွေဝယ်တောက်လို့ရ တာမျိုးရှိပါတယ် event အသေးနေရာမှာဒီ robot TCRI special cash နဲ့ special item တွေ redeem လုပ်လို့ရတာမျိုးရှိပါတယ်ယထာတော့အိတ်စင်ယထာပဲဖြစ်ပါတယ်ပရင်ဘောက်ကနေ view တွေပါတယ်ကောင်းကောင်း enjoy လုပ်လို့ရတာမျိုးရှိပါတယ်ဘူတာတစ်ခုတစ်ခု site တိုင်းယထာခဏရက်တာမျိုးရှိပါတယ်ယထာအမှုဘော်တွေပါရက်တက်လို့ရပါတယ် puzzle တွေပါဖြည့်ရှင်းပြီးမှလည်း loot တွေပါယူလို့ရတာမျိုးရှိပါတယ် ီ event မှာကြည့်မယ်ဆိုရင် Spider-Man web လို့ power တခုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီရဲ့ power ကိုဇက်တိုက်ပေါ်ပြရတဲ့ gas မကုန်မချင်းအသုံးပြုလို့ရတာမျိုးရှိပါတယ်တော်တော်လေးကိုမိုက်ပါတယ်မရောက်နိုင်တဲ့နေရာတွေဒီရဲ့ power ကိုအသုံးပြုမှသွားလို့ရတာမျိုးရှိပါတယ် event နေရာတွေမှာတော့လုံးဝအမြင့်ရင်ထိတက်လို့မရပါဘူး invisible wall တွေတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ဒီရဲ့ပေါ်ပြ hot air balloon ထိတော့တက်လို့ရပါတယ်တခြားနေရာတွေမှာကြည့်မယ်ဆိုရင်လည်းတနေရာနဲ့တနေရာအလွယ်တကူသွားလို့ရတာမျိုးရှိပါတယ်အမြင့်နေပါတယ်တက်လို့ရတာမျိုးရှိပါတယ်တော်တော်လေးကို mic တဲ့ feature ပဲဖြစ်ပါတယ်ဗျဒီ hook မှာပဲကြည့်မယ်ဆိုရင်တော့ special attack လုပ်လို့ရတဲ့ feature လည်းတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု ပါဝါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် special AOT character ပြောင်းလို့ရတဲ့ပါဝါတွေးမြင်ရမှာဖြစ်ပါတယ်လက်ရှိမှာတော့သူရဲ့ပုံစံအနေထားထွက်ရှိထားတာမျိုးမရှိသေးပါဘူးဗျာ ဒီပါပါကိုအတီဗေးလုလိုက်တယ်ဆိုရင်တော့လုံးဝကာရက်တာအကြီးတစ်ခုဖြစ်သွားပါလိမ့်မယ်ဒီကောင်အသွင်ပြူမှာ high jump တွေခုန်လို့ရတာမျိုးရှိပါတယ်ဒီကောင်နဲ့ attack လုပ်လို့ရတာမျိုးရှိပါတယ်ဒီပါပါမှာရှိမယ်ဆိုရင်လည်း timer တွေပါတွေးမြင်ရတာမျိုးရှိပါတယ် timer တွေပါတွေပြီးသွားတယ်ဆိုရင်ဒီရဲ့ပါပါအတီဗေးဖြစ်ဖို့အတွက် timer ပြန်စောင့်ရတာမျိုးရှိပါတယ်ဒီရဲ့ပါပါကိုကြည့်ရမယ်ဆိုရင် high jump တွေပါတွေခုန်မှတနည်းအားနဲ့တနည်းအားအမြန်သွားလို့ရတာမျိုးရှိပါတယ်ဒီလိုမှတကယ်ကျွန်တော်အနေနဲ့ရောဒီပါပါနဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲနောက်တစ်ခုကဒီရဲ့လာမယ့် update version 3.8နဲ့ပတ်သက်ပြီးမှ blog ထဲမှာ save လို့ရှားနေပြီလဲကြိုက်လားမကြိုက်ဘူး comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။